ရေပြုံမြို့နယ်မင်းသားကျရရှိပြူစောတင်စကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားကြောင့်တင်းဆုံတနင်္သာရီတိုင်းရေပြုံမြို့နယ်မင်းသားကျရရှိပြူစောတင်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားနှင့်ပြူစောတင်ကြောင့်တင်းဆုံခဲ့ကြောင်းမွန်တော်လင်းတပ် MSIF ကပြောဆိုပါရယ်ဧပြီလ20နေ့မနက်9:36မိနစ်ကမှရေပြုံမြို့နယ်မင်းသားကျရရှိကြပတ်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲမနက်၈:၃၀မိနစ်ထိဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ ရင်းတိုက်ပွဲတွင်ဂျပန်စစ်သားနှင့်ပြူစောတိချောင်းတိုက်စုံမီခုနှစ်ဦးထိခိုက်ဒဏ်ရာရှိက တော်လိုင်းပူပေါင်းတပ်ဖွဲ့ကရဲဘော်တို့မစုံရတဲ့ရရှိခဲ့ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်တော်လိုင်းအတက် MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်စစ်ကြောင်းသုံးမြန်မာနိုင်ငံလုံဆိုင်အကြောင်းသားများဒီမိုကရက်တစ်တပ်ဦးမွန်ပြည်သက်ပါတီဆီယနာရှင်တိုက်ဖြဲရဲ့ဘွဲတဝဲတက်တော်တရနာလေးနဲ့ KNU တက်မှာ6 KNL တိုင်းနဲ့ဆက်ကွန်တော့ပူပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါဗျာ။ နောက်ထပ်တင်ဆက်ပေးမှာကတော့ကျိုးပင်ကောင်းလေကုန်းတိုင်းနဲ့ရဲစခန်းမှာထွက်လာစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုနေတိန်ကောင်းဆောင်ဝေစုပောင်းဝင်စစ်ကောင်စီတပ်သားဆယ်ဦးထပ်မင်းတိတ်ဆောင်မကိုတိုင်းကျိုးပင်ကောင်းမြို့နယ်အလေကုန်းတိုင်းနဲ့ရဲစခန်းမှာထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ရနေတိန်ကောင်းဆောင်ဝေစုပောင်းဝင်စစ်ကောင်စီတပ်သားဆယ်ဦးထပ်မင်းတိတ်ဆောင်ခဲ့ကြောင်း GBK BTZ GBK PDF ပကိုယုမချေပြုတ်တက်ခွဲမှတာဝန်ရှိသူကပြောပါရယ် ဧပြီလ24ရက်နေ့မှာဂျိုးပင်ကောင်မြို့နယ်ရှိပါလေကုန်းတိုင်းနယ်ရဲစခန်းမှာထွက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကမြို့ဘက်ကိုဥတီထွက်ခွာလာစဉ် BD စံ GBK PDF ပကိုးရုံမှခြေပြုတ်တပ်ဖွဲ့မှစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တို့တို့မိုင်းဆွဲတိုက်ခိုက်ပြီးတော့ဂျပန်စစ်ကောင်စီတပ်သားတွေကိုတော်လိုက်တပ်ဖွဲ့တွေကအနီးကပ်ဝေးရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကနေထိန်ကောင်းဆောင်ငွေစိုးပါဝင်စစ်ကောင်စီတပ်သား၁၀ဦးထပ်မံနေသေဆုံးခဲ့ကြောင်းသိရပါတယ် ထို့ပြင်တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDZ GBK PDF ပကိုရုံမှခြေပြုတ်တပ်ဖွဲ့မှရဲဘော်တအုံမြင့်မြတ်စွာအကြဆုံးခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြောပုတ်ပြင်းမြို့နယ်မှာဇကာက73နဲ့ခလာ432တန်ရင်မှစစ်မှုထမ်းတပ်သားတစ်သုံးလင်းဝင်တနင်္သာရီတိုင်းပေါ်ပြင်းမြို့နယ်မှာစက္ကက73နဲ့ခလာ432တိုင်းမှာစစ်မှုထမ်းတပ်သားတစ်သုံးအလင်းဝင်ရောက်ခဲ့ကြောင်း PDF ကတောင်း District Battalion 1 P2321 မှတာဝန်ရှိသူကပြောပါရယ် ဧပြီလ20ရက်နေ့မှာပုံပြင်းမျိုးနဲ့ဇက်ကခ73နဲ့ခလာ430နဲ့တရင်မှစစ်မှုရန်တပ်သားတေ3ကလက်နက်ယူဆောင်လာခြင်းမရှိဘဲပူပေါင်းစစ်ကြောင်းစစ်စေးဂိမ်းနဲ့ကော့တောင်းခဲအမတ်တေတရင်ပူပေါင်းစစ်ကြောင်းတန်တော့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ ထို့သောအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားအသေးသေးမှစကားခ73မှာအသက်32နှစ်ရွယ်ရဲဝင်းအောင်နဲ့24နှစ်ရွယ်သူရဆိုးတို့ဖြစ်ပြီးစစ်မှုထမ်းအပတ်စဉ်ကိုစစ်မှုထမ်းတင်တန်းစဉ်ဖြစ်ပြီးရန်ကုန်တိုင်းကျိုးဖြူလေးတင်တန်းကျောင်းမှာစစ်တင်တဲ့3လတယောက်ကတာဝန်ဆက်လက်မတန်းဆောင်ကျင်တာကြောင့်ဧပြီလ19ရက်နေ့မှာလက်နက်မပါဘဲထွက်ပြေးလာခဲ့ခြင်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့အုပ်ကခလာလေးရ30နှစ်တိုင်းမှာစစ်မှုရန်တက်သားတဲ့အသက်28နှစ်ရွယ်စီသူကျော်ဖြစ်ပြီးမတရားစစ်မှုရန်စုဆောင်ခံရကစစ်မှုရန်တင်တဲ့ပတ်စဉ်ကိုဘာဒုတင်တဲ့ကြောင့်မှစစ်တင်တဲ့3လတယောက်ကဲ့သို့တအုပ်ဖြစ်ကစစ်မှုရန်တင်တဲ့တယောက်ပြီးနောက်တနင်္သာရီမြို့နယ်ခမာရ958တို့ရောက်ရှိခဲ့ပြီးခမာ958မှာတစင်းပုတ်ပြမြို့နယ်ခလာလေးရ30နှစ်တို့ပို့ဆောင်ခံရပြီးတက်မာတဲ့တို့မပို့ဆောင်မဲ့ပုတ်ပြမြို့နယ်ဖုန်ကြီးကျောင်းတို့ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အလင်းဝင်ရောက်လာတဲ့သူတွေကတနတ်တင်မပါမလာဘူးဂုံမြူစုံဝေးကလောလောဆယ်ဂုံမြူစုံဝေးမချင်းမရသေးဘူးအလင်းဝင်ရောက်လာတဲ့သူတွေကပကိုးတိုင်းကနှစ်ဦးရဲ့မန္တလေးတိုင်းကတဦးပါပေါ်တာဆွဲခင်ရတာပါဘလို့ကြောင့်ပေါ်တာဆွဲခင်ရလဲဆိုတာသိစိတ်တော့မသိရသေးပါဘူးကျွန်တော်ပူပေါင်းဆက်ကြောင်ရှီယာထံကိုရောက်ရှိလာပါတယ်သူတို့ကိုလုံခြုံတဲ့နေရာမှာကောင်းကောင်းမွန်မွန်ထားပါတယ်စစ်ကောင်စီတပ်သားတွေကိုနှိစက်ဒေါ်လာတစ်ပွဲနဲ့အမြန်ပူပေါင်းဆောင်ရလိုရလို့ PDF ကတော့ District Battalion 1မှာတာဝန်ရှိသူကပြောပါတယ် ဆလဘေကမ်လူမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားတွေထိခိုက်ဒိဆုံးမှုရှိစစ်တပ်ကအမြင်တုံမြေပန်းနှုတ်နယ်ပြည်သူနယ်အုပ်ကိုပြစ်တပ်ပြီး15ကိုဖမ်းဆီးသွားစကိုင်းတိုင်းကမ်လူမြို့နယ်မှာအကြပ်ဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒိဆုံးမှုရှိကြောင်း calling info တာဝန်ရှိသူကပြောပါတယ်ဧပြီလ25ရက်နေ့မနက်ရှင်းနိုင်ကမ္ဘာကံပလူမျိုးနဲ့ကိုတောင်ဘုကနေထွက်လာတဲ့အကြပ်ဖက်စစ်တပ်နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေညဝန်းရနီမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ် ရင်းထီတွေတိုက်ပွဲတွေဂျပန်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတော့လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်ကောင်စီတပ်သားတွေကကောလင်းမြို့တဲသို့ပြန်လည်ဝေရောက်သွားကြောင်းသိရပါတယ်အဆိုပါဂျပန်စစ်ကောင်စီတပ်သားတွေကဧပြီလ9ရက်နေ့ကလည်းကိုတောင်ဘူမှနေပြီးအရှိမျောက်ဖန်တမိုင်ကန်ကွာကုတ်စစ်ကြောင်းထိုးပြီးမြေပဲနှုတ်နေတဲ့ကိုင်းမရွာသားနှောင်းဖြစ်တဲ့ကိုနန်းလွင်နဲ့မက်ချီချီဦးတို့ကိုပစ်တက်ခဲ့ကြောင်းထို့ပြင်ကိုင်းမရွာသား15ဦးကိုလည်းကိုတောင်ဘူတို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။ ိုးတော်မူကနေထွက်လာတဲ့စစ်ကွေးစစ်ကြောင်းနဲ့တော်လိုက်တပ်ဖွဲ့တွေမြောက်ဘက်သုံးမိုင်ခန့်ကွာညဝင်းရွာနီမှာထိတွေ့တိုက်ပွဲဖြစ်ပွားပါတယ်။ကောလင်းမြို့တဲကမနက်9နာရီလောက်မှာပြန်ဝင်သွားတဲ့စစ်ခွေးတွေထိခိုက်သေးဆုံးမှုရှိပေမဲ့အရေးအတွက်ကတော့ဒီမပြုံနိုင်သေးပါဘူး။အဲဒီခွေးစစ်ကြောင်းကဧပြီလ9ရက်နေ့ကလည်းမြေပဲနှုံနေတဲ့ကိုင်းမရွာသားနှောက်ကိုပြစ်တက်ပြီးပြည်သူ၅ဦးကိုဖမ်းဆီးသွားတယ်လို့ကောလင်း info မှာတာဝန်ရှိသူကပြောပါရတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့မြစ်ကြီးနားရှိမပါကာကဝိုင်းမော်မြို့ဘက်ကိုလက်နက်ကြီးနဲ့ပစ်ကတ်နေ KI နဲ့မဟာမိတ်တွေကဗမာမျိုးဒိတ်တိုက်ပွဲပြက်လဲထိုးစစ်ဆင်အားတိနာနေစစ်ကောင်စီတပ်ကဧပြီလ25ရက်နေ့ညနေပိုင်းကစပြီးတော့မြစ်ကြီးနားမြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပြီးဝိုင်းမော်မြို့ဘက်ကိုလက်နက်ကြီးနဲ့ဇဒိုက်ပစ်ကတ်နေကြောင်းဒေသခံတွေကပြောပါရယ်ဝိုင်းမော်ဘက်ကစီးရေလှောက်ရှားမှုလုံးဝမရှိဘူးဗမာမှာအချိန်နေမကောင်းလို့မပါကာကနေရန်တမ်းပြီးပြင်နေတာလက်မြရဘက်ကိုအများဆုံးကြားလို့ဝိုင်းမော်မြို့ကတ်တအုပ်ကပြောပါရယ် ညချင်းနောက်မြို့နယ်ဝိုင်းမော်မြို့ကအရာဝတီမြစ်စာလျက်လေးမိုင်ကန်တာဝေးပါတယ်ဧပြီ25ညပိုင်းမှာလက်နက်ကြီးပြက်ကတ်တန်းတွေစုညံစွာကြောင်းနေရကြောင်းညချင်းနောက်မြို့ကန်တောက်ကပြောပါတယ်စစ်ကောင်စီပြစ်မှတ်ထားတိုက်ခိုက်နေတဲ့လက်မှန်ရွာက KAI ထိန်းချုပ်ထားတဲ့နေရာပဲဖြစ်ပါတယ်ဝိုင်းမော်မြို့နယ်အတွင်းလက်မှန်ရွာအပါဝင် KAI နဲ့ KPDF တွေထိန်းချုပ်ထားရွာတွေကိုပြီးခဲ့မတ်လကစတင်ပြီးစစ်ကောင်စီတပ်ကလေကြောင်းကပုံကျဲပြီးလက်နက်ကြီးပြက်ကတ်မှုတွေမကြာခဏပြုလုပ်ခဲ့ပါတယ် ထို့ပြင်ဝိုင်းမွန်မြို့ရှိအမှတ်58ခြေလင်းတရင်ကလာ58မှာလည်းလက်နက်ကြီးဖြစ်ကနေကြောင်းတရင်ရရှိပါတယ်။ပောက်ကွဲတန်နေပေါ်ပြီးဆွညာလာရလို့မြစ်ချင်းနာမြို့ကန်တက်ဟုတ်ကပြောပါတယ်။လနဲ့ဂျင်းရဲ့ပြေကမှုကြောင့်ဒေတာကန်ချိုတန်ရရှိခဲ့ကြောင်းလဲဒေတာတွင်တရင်ဌာနချုပ်ကပေါ်ပြကြပါရယ်။ဇကိုင်းကလင်ကြီးကြောင့်ရှာဖွေခဲ့စိမ်းနဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေလောက်ကိုင်းနိုင်ရန် KIA ကဣပရာနှစ်ရက်ကနေနဲ့ဆက်နေရနေသည့်အရာကြီးပြေခတ်ရက်ခဲ့ပါရယ်။ ထို့နောက်ဧပြီလ25ရက်မနေ့စောပိုင်းကစပြီး KI နဲ့ပူပေါင်းတပ်တွေကပမော်မြို့ရှိစကကက27ခလာ95အပောင်းဝင်စစ်တပ်လက်ကျန်စကန်နေတိုင်းရင်းတွေကိုထိုးစစ်ဆင်ပြီးမြို့ကိုပြည်သက်သိမ်းပိုင်နိုင်ရန်တိုက်ခိုက်ရစစ်တပ်စကန်ချုပ်ကိုသိမ်းဆည်းနိုင်ခဲ့ပြီးစစ်တပ်အထင်အားနေကြောင်းသတင်းရရှိပါတယ်ထို့ပြင်ရခုရပိုင်းမှာစစ်ကောင်စီကမြစ်ကြီးနာမိုးကောင်ဖားကန်လန်အင်တော်ကြီးကမိုင်းဖားကန်လန်ဘိုင်းတို့မှတဆင်ဖားကန်ကိုအင်အားဖြင့်စူးစမ်းနေရအဆိုပါလန်နှစ်ခုစလုံးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဖားကတ်လမ်းကြောင်းတိုက်ပွဲမှာလည်းစစ်တပ်နောက်ကိုပြန်ဆုံနေရပါတယ်ဖားကတ်မှာတော့ချိန်နေငိမ့်နေတော့မယ်ဒါပေမဲ့တိုက်ပွဲဖြစ်နေတာရွာတွေကတော့ဘေးလွယာကိုရှောင်နေကြတယ်လို့ဖားကတ်ဒေသခံတွေကပြောပါတယ်နောက်ဆက်အားပေးကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်